မြန်မာနေဦးခရိုနီကယ်အပီလာ22မြင်တွင် လာရှိုးမျိုးရဲစစ်တပ်အင်အားအလုံးရင်းနဲ့ပြန်လည်ဝင်ရောက်လာခုရပိုင်းတရင်နေမှာတော့လာရှိုးမျိုးအုပ်ချုပ်မှုနဲ့စစ်ကောင်စီတပ်နေရနေရပြန်ယူမှုတရုတ်နိုင်ငံရဲ့ဖိအားပေးပြီးကျောင်းဝင်ဆောင်ရွက်တဲ့အပြစ်ရရေးအကောင့်ထဲပုံမှုနဲ့အပြစ်ရရေးသဘောတူညီမှုပါလာရှိုးမျိုးပြန်လည်ပေးတဲ့တရင်တွေပဲဖြစ်ပါတယ်။ကြံပေးရတွေအပြီးမှာလာရှိုးမျိုးကိုပြန်လည်ပြောင်းပေးဖို့ စစ်ကောင်စီနဲ့ MND တို့သဘောတူညီထားကြတယ်လို့သတင်းတွေထွက်ပေါ်လာပြီးနောက်မကြခင်မှာပဲလာရှိုးမျိုးစီယုံလျှက်စစ်ဓာပိဌာနဆားတဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကပစ္စည်းတွေရုံးသုံးပစ္စည်းတွေတိန်နီချင်းရွှေဟော်လောက်ကင်ပတ်စီရှင်းပြောင်းနေခဲ့ကြတာတွေသတင်းတွေထဲပါရှိလာခဲ့ပါတယ်။အဲဒီနောက် MND တပ်ဖွဲ့ဝင်တွေရှင်းပြောင်းတာတွေတွေ့လာကြရပြီးတကြံပေးရက်တွေမပြီးဆုံးခင်မှာတော့စစ်ကောင်စီဘက်ကအရက်ဖတ်ဌာနဆိုင်ရာဝန်ထမ်းတွေပထမဦးစွာလာရှိုးမျိုးတွေဝင်ရောက်လာခဲ့ပြီး ဧပြီလ22ရက်နေ့မှာတော့စစ်ကောင်စီတပ်အင်အားအများပြားပါဝင်တဲ့တရားကြော်အရေးအတွက်ရှိတဲ့စစ်ကားရန်ဝင်ရောက်လာပြီးဖြစ်ပါတယ်။စစ်ကားစီးရ120ကျော်နဲ့အရက်ဘတ်3ကားဒါဇင်များစွာပါဝင်တဲ့ကားရန်ကမိုင်းရဲ့ဘက်ကနေလာရှိုးမြို့ကိုဝင်ရောက်လာတာဖြစ်ပါတယ်။လာရှိုးမြို့လက်လွတ်ဆုံးရှုံးပြီးနောက်အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုယာယီဖြစ်ဖွင့်လှစ်ထားတဲ့မိုင်းရဲ့မြို့ဘက်ကနေလာရှိုးမြို့ထဲဝင်ရောက်လာတာဖြစ်ပြီးအခုလိုကားရည်တွေမြောက်များစွာနဲ့ပြန်လည်နေရယူခြင်းက မြို့နေလူလူနဲ့အခြားသောအင်အားစုတွေကိုအသိပေးလိုတဲ့ရည်ရွယ်ချက်ပါဝင်လိမ့်မယ်ဆိုတာတန်တရားရှိစရာမလိုပါဘူး။ပြန်တက်ယူပြီးမြို့ကိုရတာထက်ဆွေးနွေးသဘောတူညီမှုအရာမြို့ကိုပြန်ရတဲ့ပေါ်တချို့သောစစ်ကောင်စီထောက်ခံသူတွေကအားမလို့အားများဖြစ်နေကြတဲ့ပြောဆိုမှုတွေလည်းရှိနေပေမယ့်စစ်ကောင်စီဘုတစ်တုံညာနှစ်ခွန်စစ်စင်ကြီးမှာ MNDA ရဲ့အခန်းကဏ္ဍပြီးဆုံးသွားတဲ့သဘောမျိုးအတိတ်ပဲတက်ရောက်စေခြင်းနဲ့ရည်ရွယ်ချက်လည်းရှိမှသေးကြပါရဲ့။ တစ်ဖက်မှာလည်း MNDA နဲ့အခြားသောတော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေအကြားပူးပေါင်းဆောင်ရွက်မှုတွေပြီးဆုံးသွားပြီလို့ထင်မြင်ယူဆချက်တွေပေါ်ထွက်လာနေသလိုဒီလိုယူဆချက်တွေစိုးရိမ်မှုတွေနဲ့ပတ်သက်လို့ဘဲအဖွဲ့အစည်းကမှတိတိပပတော့ထုတ်ပြောဆိုတာမတွေ့ရပါဘူးအခုလိုလာရှုံမြုပ်ကို MNDA လက်ကနေစစ်ကောင်စီလက်ထဲကိုအလဲပြောင်းမှစောင့်ကြည့်ဖို့တရုတ်နိုင်ငံကကိုယ်စားလှယ်အဖွဲ့လဲလာရှုံမြုပ်ထဲဝင်ရောက်လာခဲ့ပါတယ်တရုတ်ကိုယ်စားလှယ်အဖွဲ့ကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးကိုယ်စားလှယ်တစ်ရွှေကျဲကိုရိုင်းဦးဆောင်နေဆိုတဲ့သတင်းတွေလဲ ပေါ်ထွက်ပေမဲ့တိကျပြည်ပြုံနိုင်ခြင်းတော့မရှိသေးပါဘူး MNDA အနေနဲ့လာရှိုးမျိုးပေါ်ရက်ကွက်ဆက်နှစ်ခုကိုစစ်ကောင်စီလက်ထဲပြန်လည်လွှဲပြောင်းပေးဖို့သဘောတူခဲ့ရတာဟာတစ်ဖက်မှာစစ်ကောင်စီအနေနဲ့ဘလို့လိုက်ရုံးမှုသဘောတူညီမှုတွေထားရှိခဲ့တယ်လေသို့မဟုတ်အပေးယူအလဲလေသဘောထက် MNDA ပေါ်တရုတ်နိုင်ငံရဲ့ပြားတတ်တက်ကြောင့်ပြန်လည်ပေးခဲ့တာလားဆိုတာရှင်းရှင်းလင်းလင်းမသိရှိကြရပါဘူးအပြည့်ရဲ့သဘောတူညီမှုကိုလိုက်နာကြရမှာဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေမလုပ်တော့ဘူးဆိုတာကတော့ထင်ရှားပါတယ်။ဒါအပြင်စစ်ကောင်စီဘက်က MNDA နဲ့ပတ်သက်တဲ့အခြားလိုက်ရောချက်တွေဘာတွေရှိမလဲဆိုတာဘယ်သူမှမသိရှိကြပါဘူး။ကုမင်းဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ MNDA နဲ့စစ်ကောင်စီနှစ်ပတ်လုံးကထုတ်ဖော်ပြောဆိုခြင်းမပြုဖို့သဘောတူထားတာကြောင့်ဇန်နဝါရီလကုမင်းဆွေးနွေးပွဲရလဒ်နဲ့ပတ်သက်လို့တိတိကျကျဘယ်သူမှမသိရှိကြပဲတချို့သောထင်ရှားတဲ့အချက်တွေကိုအမည်မဖော်တဲ့သတင်းရင်းမြစ်အနေနဲ့တစိ့တစ်ပိုင်းထုတ်ဖော်ပြောဆိုကြတာသာရှိပါတယ် လာရှုပ်ကိုပြန်လဲပေးရမယ်ဆိုတဲ့အချက်ကိုပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကလေးကတည်င်းရင်းမြစ်တစ်ခုကမြန်မာနောက်တည်င်းဌာနကိုပြောဆိုထားခဲ့တာတွေ့ရပါတယ်။အပြစ်ရသဘောတူညီမှုတွေအပေးယူညှိနှိုင်းမှုတွေရဲ့ရလဒ်တွေကိုကြိုပြီးထုတ်ဖော်ပြောဆိုမှုတွေကြောင့်အကောင့်ထဲပေါ်ရမှာလမ်းကြောင်းပြောင်းလဲသွားနိုင်တဲ့အချက်အခြားသောအင်အားစုတွေအနေနဲ့ကြိုတင်တုံ့ပြန်မှုတွေပေါ်ထွက်လာနိုင်တာကြောင့်နောက်ဖက်အဖွဲ့အစည်းထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့သဘောလို့ကောက်ချက်ချနိုင်ပါတယ်။အခြားတစ်ဖက်မှာတော့လာရှုံမျိုးခံလူလူအနေနဲ့ မြို့ကိုရှစ်လကျော်ကုလနီပါအုပ်ချုပ်ခဲ့တဲ့ MNDA တို့ထံမှရှင်းလင်းပြောဆိုမှုတစုံတရာမရှိတာဘာတွေဖြစ်ပေါ်လာနိုင်ကြလဲဆိုတဲ့အပေါ်စိုးရိမ်မှုတွေရှိနေတဲ့အနေအထားဖြစ်ပြီးတာဝန်ယူမှုအားနည်းတယ်လို့ထင်မြင်ချက်တွေလည်းပေါ်ထွက်နေတာဖြစ်ပါတယ်။ MNDA အနေနဲ့၎င်းတို့အုပ်ချုပ်မှုကာလအတွင်းမော်တော်ယာဉ်သုံးစဲမှုယာယီလိုင်စင်တွေထုတ်ပေးတာတွေလှုံ့ဆော်ခဲ့ပြီးစီးရုံပြန်လည်ဖွင့်လှစ်ဖို့နဲ့လျှက်စင်မီပြန်လည်ရရှိဖို့ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့မြို့ကပြန်လည်ထွက်ခွာခဲ့တဲ့အခါ စေယုံသုံးပစ္စည်းတွေလျှက်စစ်ဓာတ်ပေးစနစ်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေတည်ယူမှုတွေနဲ့ပတ်သက်လို့မြို့ကန်အချို့ကမကြေလည်တဲ့ခန်းစားချက်တွေရှိခဲ့တာလည်းဖြစ်ပါတယ်။အခုလို MNDA အနေနဲ့အပြစ်ရဲ့သဘောတူညီရတဲ့အခြေအနေလာရှုံးမျိုးပြန်လဲပြောင်းပေးရတဲ့အနေအထားပေါ်အခြားသောမဟာမိတ်အဖွဲ့တွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တို့ကမှတ်ချက်သဘောထားထုတ်ပြောတာမတွေ့ရသလောက်နှဲပါတာတွေ့ရပါတယ်။ မြောက်ပိုင်းညီနာသုံးဖွဲ့အနေနဲ့လည်းအခုလိုအပြည့်အရသဘောတူညီတာလာရှုံမျိုးကပြန်ဆုတ်ခွာပေးရတာပေါ့မှတ်ချက်ပေးတာပြောဆိုတာမျိုးမတွေ့ရပါဘူးတရုတ်နိုင်ငံရဲ့ဖျားကြောင်ဆိုတာထင်ရှားသလိုကျန်အဖွဲ့တွေအနေနဲ့လည်းအပြည့်အရဖို့သဘောတူခဲ့တဲ့ MNDA ကိုအပြစ်တင်ပြောဆိုတာမျိုးရှောင်ရှားကြသလိုတရုတ်နိုင်ငံကိုလည်းဝေဖန်ပြောဆိုတာမျိုးရှောင်လွှဲလိုကြပုံရပါတယ်တရုတ်နိုင်ငံ MNDA တို့ထက်စစ်ကောင်စီကိုသာဝေဖန်ပြစ်တင်ပြောဆိုကြမယ့်အနေအထားမျိုးလည်းဖြစ်ပါတယ် ်တရုတ်နိုင်ငံအနေနဲ့အခုလိုမြောက်ပိုင်းမြင်တော်သုံးဖက်ကတစ်ဖက်ကိုဖိအားပေးအပြည့်ရစေပြီးနောက်မှာမြန်မာနိုင်ငံအရှိမြောက်ဒေသကတခြားသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကိုဖိအားထပ်ပေးပြီးအပြည့်သဘောတူညီမှုရအောင်တူပန်မလားဆိုတဲ့စွရင်မှုလည်းရှိနေသလိုစစ်ကောင်စီအနေနဲ့စစ်မျက်နှာတစ်ခုရော့သွားတာကြောင့်ရှမ်းမြောက်မှာအခြားရင်ဆိုင်စရာလက်နက်ကိုင်အဖွဲ့တွေနဲ့ TNL ကိုဖိအားပေးထိုးစစ်ဆင်လာမယ့်အလားအလာလည်းရှိနေတာဖြစ်ပါတယ်။နောက်ရှုထောင့်တစ်ခုကလာရှုမြို့တင်းယူစဉ်ရှမ်းမြောက်ရဲ့နေမြေတိုင်းစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ PLA, BBLA, KNDF နဲ့အခြားသောစကိုင်းတိုင်းအခြေစား PDF အဖွဲ့တွေအနေနဲ့ MNDA ပေါ်ဘလို့သဘောထားကြသလဲဆိုတဲ့မေးခွန်းလည်းပေါ်ထွက်လာပါတယ်။ဒါပေမဲ့အခုချိန်မှာဒီမေးခွန်းရဲ့အဖြေကိုဘယ်သူမှဖြေဆိုလို့ခြင်းကြမှာမဟုတ်ပါဘူးရှင်။